ချင်းသီးပစက်ကထွက်တဲ့ရေပန်းကိုကြည့်ပြီးအချိန်ကိုသိနိုင်တဲ့ကဘာကျော်ရေပန်းနာကြီးအခုမြင်နေရတာကတာမန်ရေပန်းတစ်ခုမဟုတ်ပါဘူးရေဆွဲအင်ကိုအသုံးပြုပြီးတော့လဲပတ်နေတဲ့ရေပန်းနာကြီးတစ်မျိုးဖြစ်ပါတယ်စပိန်နိုင်ငံအယ်ဟမ်ဘရာနန်တော်ရဲ့အလဲဘဟိုမှာရှိတဲ့ဒီရေပန်းနာကြီးကစက်ဝိုင်းတစ်ခုနဲ့ချင်းသီးစနက်ကောင်ကိုသုံးပြီးတော့အချိန်ကိုပြောပြနိုင်အောင်တိဆောက်ထားတာဖြစ်ပါတယ်ရေပန်းရဲ့အလဲမှာရှိတဲ့အပေါက်စနက်ပေါက်ပါတဲ့ပေစင်ကြီးက ဒီရန်ရယာတစ်ခုလုံးကိုထိန်းချုပ်ထားပါတယ်။အပေါက်တစ်ခုစီကမြေအောက်ကိုရက်ကတဆင့်ခြင်သေးတကောင်စီနဲ့ချိတ်ဆက်ထားပါတယ်။ ပိုက်တစ်ခုစီကဘေးစင်ကိုတဖြည်းဖြည်းရေဖြည့်ပေးပြီးရေမျက်နှာပြင်ကိုမြင့်တက်လာစေပါတယ်။အနေအမြင့်မတူတဲ့အပေါက်တစ်ခုစီကိုရေရောက်တာနဲ့အဲဒီအပေါက်နဲ့ချိတ်ဆက်ထားတဲ့အချင်းသေးပါးစပ်ကနေရေပန်းထွက်လာဖို့တနာရီတိတိကြပါတယ်။ဒီစနစ်ရဲ့အဓိကအကျဆုံးအပိုင်းကဘေးစင်ကအပေါက်တွေရဲ့နေရာပါ။ဆန္ဒနာရီကြတဲ့အခါမှာဘေးစင်တစ်ခုလုံးရေပြည့်သွားမှာဖြစ်ပြီးတော့သတ်မှတ်ထားတဲ့ပြုံကောင်းစနစ်ကရေကိုအလိုအလျောက်ပြန်လျှော့ချစီပါတယ်။ရေကုန်သွားတာနဲ့စနစ်တစ်ခုလုံးပြန်လည်စတင်ပါ ပါတယ်။မြေအောက်ရှီလန်းချောင်းတွေကတဆင်ပုံမှန်အတိုင်းလေပတ်ပြီးတော့ခြင်သစ်တွေရဲ့ပါဇက်ကနေရှီပန်းတဲ့အချိန်ကိုဖော်ပြပေးပါတယ်။နှစ်ပေါင်း900တက်တန်းရှိတဲ့ဒီရေပန်းနိုင်ကြီးကဒီကနေ့အထိခန်းနာနေစေဖြစ်တဲ့အစ္စလမ်ပြည်သူကလည်းရာတစ်ခုဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။